အခုတင်ဆက်ပေးမယ့်သတင်းကတော့2022ခုနှစ်အတွင်းမြန်မာနိုင်ငံကနေပြည်ပကိုအထည်ချုပ်တင်ပို့မှုရငွေစံချိန်တင်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ 2022ခုနှစ်အတွင်းအထည်ကျုပ်လုပ်ငန်းများပြည်ပတင်ပို့မှုမှာ FOB နဲ့ CMB နှစ်မျိုးစလုံးကနေ American Dollar တန်တထောင်ကျော်စံချိန်တင်ရရှိထားရလို့မြန်မာနိုင်ငံအထည်ကျုပ်လုပ်ငန်းရှင်များအသင်းကနေသိရပါဗျ2022ဇန်နဝါရီလကနေဒီဇင်ဘာလအထိ FOB တင်ပို့မှုတန်ဖိုး American Dollar 148.25တန်း CMB လက်ခစားလုပ်ငန်းမှတန်ဖိုး American Dollar 68.13တန်းရရှိထားပါဗျမြန်မာနိုင်ငံအထည်ကျုပ်လုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတို့အူက ဒီနှစ်ထဲမှာအထည်ချုပ်ကရတဲ့တန်ဖိုးတွေတက်နေပြီး ပြည်ရင်းထယ်ချုပ်လုပ်ငန်းမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့စုံစမ်းမှုတွေလည်းဇက်တိုက်ရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်မှာမြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုကို2003ခုနှစ်မှာချမှတ်ခဲ့တာဖြစ်ပြီးအဲ့ဒီမတိုင်မီကာလမှာပြည်ရင်းထယ်ချုပ်တင်ပို့မှုမှနိုင်ငံသားဝင်ငွေအမေရိကန်ဒေါ်လာတန်း800ကျော်ရရှိခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးပိတ်ဆို့ပြီးနောက်အထယ်ချုပ်တင်ပို့မှုမှရရှိငွေအမေရိကန်ဒေါ်လာတန်း300ကျော်သာရှိတော့တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့အထယ်ချုပ် order တွေအနေနဲ့ဂျပန်၊ကိုရီးယား၊ဂျာမနီတို့ကိုပဲပုံမှန်အနေထားနဲ့တင်ပို့နေရပါတယ်။ ယ် GSP အခွန်တက်တာခွင့်ကလည်းလာမယ့်ဇွန်လလောက်ကနေခန်းစားခွင့်ရမယ်လို့သိရပါဗျ။ GSP ခန်းစားခွင့်တွေရရှိလာတဲ့အခါအထည်ချုပ်လုပ်ငန်းတွေကအခုထက်အများကြီးတိုးတက်လာမှာဖြစ်တယ်လို့လက်ဝါအထည်ချုပ်စက်ရုံမှာ Managing Director ဦးခင်မောင်အေးကပြောကြားခဲ့ပါဗျ။ 2013ခုနှစ်အတွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကမင်္ဂလာတောင်ဆက်မှုဇုံ၊ရွှေလင်းမန်းဆက်မှုဇုံ၊လှိုင်သာယာဆက်မှုဇုံ၁မော်ဘီမြို့နယ်နဲ့ပဲခူးဆက်မှုဇုံတို့မှ CMB စနစ်နဲ့အထည်ချုပ်လုပ်ငန်းများဆောင်ရွက်ရန်အတွက်ကုမ္ပဏီ၁၀ခုခန့်ကိုလုပ်ကင်ဝင်ချထားပေးခဲ့တယ်လို့သိရပါဗျာ။